ျွန်တော်ဒီနေ့ကတော့အပန်းဖြစ်ဥယျာဉ်တစ်ခုရောက်ရှိနေအောင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဥယျာဉ်ကအခြားပုံမှန်ဥယျာဉ်တွေနဲ့မတူဘဲနဲ့တမူထူကြတဲ့အပန်းဖြစ်ဥယျာဉ်တစ်ခုလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာကလူငယ်တဲ့16နှစ်ကျော်လောက်တဲ့အားပိတ်ထားခဲ့တဲ့နေရာတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။ဒီနေရာကတော့ Western Village လို့ခေါ်ပါတယ်။ အခုကတော့ဒီနေရာလေးကိုရောက်ရှိလာပါပြီဒီနေရာကအရင်တုန်းက Western Village လို့ခေါ်တဲ့နေရာတစ်ခုပေါ့နော်ဒီနေရာမှာဘိုင်းနာမည်ကြီးတဲ့သူတော့အဓိကတော့ကောင်းဝိုင်နေပေါ့နော်ကိုအရင်တုန်းက American မှာရှိတဲ့ကောင်းဝိုင်နေပုံစံမျိုးကို inspire ယူပြီးတော့စောက်ထားတာပြီးတော့ဟိုးရင်တော့ဆိုရင်ဒီနေရာမှာတကယ်ကောင်းဝိုင်နေလို့ဝေစားပြီးတော့ပေါ့နော်တယုတ်ပြမျိုးတွေရှိတယ်အခုအနောက်မှာမြင်နေရဟာချက်ပြောင်းထင်တယ် 어, 또 차라고 문지요. 이 A 키가 그 경우에 청구야 많은데 청구가 네 A 키가 보는 거고 많이 하나 우리 보는 이런 거에 차 경우에 이게 차 경우에 나 이거 봐봐. ဒီလိုမိုက်ခဲ့နေရလို့ဖြစ်ခဲ့ပါလေ။ဟာဒီဒီမှာကိုသမင်လူကြီးအောင်ရှိပါသေးတယ်။တောက်ထမအင်းစာရွက်တွေပေါ့နော်။အာစာရွက်တွေလည်းရောက်ပြီ။ဒီဒီမသိရင်လို့ရှိရင်နေရာချက်ကြောင်တစ်ခုရောက်နေတဲ့ပုံစံတိုင်းလိုခံစားပါလေ။တနက်တက်တွေ့ပါလေ။ ဘယ်လိုဖြစ်လို့ချက်ကြောင်းထဲမှာတနက်တွေ့လဲတော့မသိဘူးဘောနော်ထဲမှာလူရိုးတယောက်ရှိရပေါ့နော်သူကတော့ father ဖြစ်ခဲ့တဲ့ပုံရပါတယ်ဒါပေမဲ့ father မှာဘာလို့တနက်ဖြစ်နေရလဲတော့မသိပါဘူးကျွန်တော်ဒီမှာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကအစား American Western Bank ကကောင်းဝန်ရေပုံစံမျိုးဝစ်ဆင်ပြီးတော့အလုပ်လုပ်တာပေါ့နော်အဲ့တော့တကယ်ကိုပြီးတော့နေရာတစ်ခုလုံးကလည်းလုံးဝ American Western Bank ကိုရောက်နေတဲ့ပုံစံအတိုင်းမသိရင်တကယ်ရုပ်ရှင်တွေရောက်နေတဲ့ပုံစံအတိုင်းဖြစ်နေရပါတော့နော်တကယ်ကိုမိုက်ပါတယ် ဒီနေရာလေးတော့အခုချိန်ထိအကောင့်တိုင်ရှိနေသေးဦးမယ်ဆိုရင်တော်တော်မိုက်ပါပါ Cherry Bean ကတော့အကောင့်တိုင်ရှိနေပါသေးတယ်ဆောင်းဦးတိုင်းကအကုန်ထူးကြနေတာပါဒီအဆောက်ဦးဆိုရင်ဘာဖြစ်ခဲ့လဲမသိဘူးတော်တော်လှပါတယ်ဒါပေမဲ့အထက်ကတော့ဝင်လို့မရအောင်ပိတ်ထားရဲဆိုတော့ဟုတ်ပါဒီအဆောက်ဦးလေးတော့ဝင်လို့ရမယ်ဒီတော်မိုက်ပါပါ အိမ်ကြီးနဲ့တခါဆက်ဆူကြည့်ပါမယ်အထင်းမှာကတော့မောပျက်စီးနေတာပေါ့နော်ကျန်းနေနေတော့မှကျွန်ကြမဲ့သဘောရှိပါတယ်နောက်ဘက်မှာအမေရိကန်မှာရှိတဲ့ Raspo တောင်ပုံနဲ့လှုပ်ထားတဲ့တောင်ပုံရှိတယ်နောက်ထပ်ဝါပါမယ်ဒီနေရာတောင်းရဖြစ်ပါလေဒီနေရာကလုံးဝအမေရိကန်မှာရှိတဲ့ Raspberry ပုံစံနဲ့တိုင်းဘူးလောက်ပါရတောင်းလို့ပေါ့နော်ကြီးကဒီမှာလည်းခုံနှန်းနေလည်းရှိတယ်ဆိုတော့အရင်ကတည်းကဒီနေရာကတော့နေရာမှာစတန်နေပါရှိနေပါဒီတိုင်းပုံစံပါပဲ ဒီလိုပုံစံမှာခုဒီမှာလည်းခုံလေးကြီးလည်းရှိရပါတော့ခုံလေးရှိရဆိုဒီနားကနေပြီးတော့ပွဲကြီးပြိတဲ့အနေနဲ့အဘက်ကစင်ကိုကြည့်ရမှာပါတော့ဒီမှာဒီမှာဘောက်လေးကြီးလည်းရှိသေးရဆိုဒီနေရာတေးရရဲ့ရှိုးပြိုင်နေရဖြစ်မယ်ပေါ့နော်ခုမြင်နေရအဆောက်အဦးက restaurant ဆိုတော့ toilet ပေါ့နော် toilet လည်းအခြေအနေလေးတစ်ချက်တော့ ဒီမှာဒီမှာတွေ့လာမသိဘူးဒီမှာ YouTuber တယောက်လာပြီးတော့သူ့ရဲ့ YouTube channel ကိုလာပြီးတော့ sticker ကောက်သွားပါတော့တောင်းရပိုက်ထားတယ်ဝင်လို့မရဘူး ီမှာဆိုရင်ရေးတာ Indian Theater ဆိုရေးထားပါတော့ Indian လူမျိုးတွေရဲ့ဘယ်လိုလဲရုပ်ရှင်စကားပုံစံမျိုးတွေကိုပြတဲ့ Theater ထင်တယ်ကျွန်တော်စိတ်တွေတော့他の少年たちをはるかに引き離して自分の勝利を自慢していた。 ပြက်စီးတွေဘလောက်များများ cherry bin နေရတော့စနေသေးပါပဲဒီရှိပါခုံပြက်တွေပေါ့နော်ခုံပြက်တွေတော့အရင်တော့ဒီဟာစီးတဲ့နေရာပြီးတော့ဒီအရှိမကျွန်တော်အခုမြင်နေရတဲ့နေရာက ညတော့ဒီမှာတနက်ပြက်ကပါဗောနော်တနက်ပြက်ကလေဒီအရှိအရှိအောင်မြင်ရတဲ့ရတဲ့ဘောဝင်လေးကိုမှဝင်အောင်လို့ဗောနော်ဖြစ်ပါလေဒီလိုပြက်ကအထင်မအချားလုံလို့ရရဲ့အစ်ကလေးဆိုရင်ဘာလို့လဲဆိုတော့ဒီမှာယထားကြီးပါပြီးလို့ရတယ်ယထားပြီးတော့ဒီဥယျာဉ်တစ်ခုလုံးကိုပတ်ကြည့်ရတယ်လုံလို့ရတယ်ပြီးတော့ ကောင်းမွန်ရှုတွေကြည့်လို့ရတယ်ကောင်းမွန်ရှုကြလုံးဝတကယ်ရုပ်ရှင်ကားတွေကအတိုင်းနဲ့ပေါ့သူတို့တက်နှက်ပြတာတွေပါရောပါတယ်လုံးဝစမ်းပြတာပေါ့နော်အရန်ဟုတ်ကဲ့ပါကျွန်တော်ဘာလို့သိရလဲဆိုတော့ကျွန်တော် YouTube ကနေပြီးတော့ video အဟောင်းတွေရှာကြည့်ထားလို့ပါဒီနေ့က1985ခုနှစ်မှာစပြီးဖွင့်ပြီးတော့အောင်ချုပ်ခုနှစ်မှာပြေးသွားတယ်ဘာလို့လဲဆိုတော့စီးပွားရေးအကြက်တဲတခုကြောင့်ပြီးတော့လူလာလဲနေလာတာဆိုတော့ ဒီမှာတခုရှိတာ Disneyland ကလည်းဒီ Tokyo မှာပေါ်လာတယ် Tokyo Disneyland ကိုပဲလူရပို့ပြီးတော့သဘောကျကြတယ်ပေါ့နော်ဒီလိုနေရာမျိုးလူရသိပ်ပြီးတော့စိတ်ဝင်စားတော့ဒီနေရာလာလေးနေရပါတယ်အဲ့တော့2006ခုနှစ်မှာဒီနေရာတရားဝင်ပိတ်သိမ်းသွားပါတယ်အဲ့တော့2006ခုနှစ်တည်းကအခုချိန်ထိဆိုတော့19နှစ်ကိုကျင်းလောက်ရှိပြီပေါ့နော်ပိတ်ပါတယ် ကရဲ့ပုံစံမျိုးပေါ့နော်ကျန်းနေရတော့ဆွေးနေပါလိကြုံကြမအောင်ကြောက်ပါဘူးအဝိညာဉ်ရှိတယ်ချက်ပါ။အဲဒီကအန်ဒရစ်စတိုးအန်ဒရစ်စတိုးနိုင်ဖို့လုပ်တာ။ချက်ဦးပြ။အန်ဒရစ်စတိုးဆိုပေမဲ့ဘာမှမရှိတော့ပါဘူး။ကြောင်ရင်ကဖနာတစ်ခုရှိပါလေ။ မှလူရုံးဆိုရင်ခေါင်းမှပြက်နေပါလိမ့်။ကျွန်တော်ကလူရုံးခေါင်းရှိတယ်။ခေါင်းလေးကပြက်နေပါလိမ့်။ကြည်တိကတော့ဘာမှတွေ့လို့မရှိတော့ပါဘူး။ဒီမှာတော့အဝေစားရအောင်ရှိပါသေးတယ်သူတို့အဲ့ဒီဘက်ကဘောနော် western ဘက်ကပုံစံအမျိုးသမီးပွဲအဝေစားကြီးဒီမှာရေးထားတာဘားရှော့ဒါတို့ဒါ7ညဆိုင် ိုဘက်ကတော့အဝေးဆိုင်ဖြစ်မှထင်တယ်ဒီဘက်ကတော့သဘင်ညက်ဆိုင် office hour ဒါကြတော့ bank bank ဖြစ်ပါတယ် bank နဲ့တမယောက်ဝင်တိုက်ရအောင်ကြည့်ပါဦးဟာမရွှေတုံးနေပါမရွှေတုံးနေအပြည့်ပါပဲမှာ ဒီဘာပတ်စံတော့မရှိတော့ပါဘူးရွှေလုံးနေတာကိုပြည့်ပါပဲဘောကတ်ကတော်တာတော့တက္ကစီတော့ဒါကိုပို့တာဒီဘက်ကဘာတိုင်းဖြစ်မလဲနော်ဒီမှာဂျေးပုံစံတော့လောက်ထားရပါတော့ဒီအီးဆိုလည်းတော်တော်စောက်စောက်ချာချာဖြစ်နေပါပြီ။ဒီမှာတော့ လူသိုးတွေကိုဖမ်းတာပေါ့နော်လူသိုးတွေဖမ်းတာဆိုကျွန်တော်ကလူသိုးမဟုတ်တော့ဝင်တော့ပါအင်းညောင်ရှိပါသေးတယ်။ကျွန်တော်စိတ်တယ်ဒီဟာတွေကအရင်တော့ဝန်ထမ်းတွေပေါ့နော်အဲ့ဒီကောင်းဝိုက်ပုံစံဝိပြီးတော့စတမ်ပြရတဲ့သူတွေရဲ့အဝေးစားဖြစ်မှတ်တယ် နေရာကတော့ပွဲကြည့်စင်ကြီးပေါ့နော်ပြီးတော့ဒီအရှိမမြင်နေရတဲ့နေရာကမင်းတို့ကတကယ်ကောင်းဝိုင်းနေတကယ်ရုပ်ရှင်တွေကပုံစံအတိုင်းတန်တက်တွေပြည့်စတန့်တွေပြနေနေရပေါ့နော်ဒိတ်တွေကတော့အဲ့ဒါချစ်တော်လို့ဆိုတော့ဘောရစ်ဘောကျန်တော့ဒီနေရာကလက်ခုတ်တန်တွေ တွေရဲ့ all your update တွေနဲ့စုညံခဲ့နေရတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်မှာတော့လောကကိုတိတ်ဆိတ်ပြီးတော့ပြတ်ပြီးနေတယ်ပေါ့နော်ပြောရရင်တကယ်ကိုသင်္ခါသဘောကြီးပါပဲပြောအခုညီနေရတဲ့အိမ်တို့ညီအရင်တော့အခုလိုဟိုညီညီလေးဖြစ်နေတာပေါ့ဒီအိမ်ကလေးနေတာလေးပြီးတော့တောင်းမှရုပ်ပုံရအောင်ပေါ့နော် ရှိမှနှစ်ယောက်ရောက်နေပါတယ်။အရင်တော့ကောင်းပိုင်းနေစတန်ပြတဲ့နေရာကိုကျွန်တော်တွန်းကြည့်ပါမယ်။ဒီနေရာဖြစ်ပါတယ်။ Okay ကျွန်တော်အခုကကျွန်တော်ကတရုပ်ဆောင်ဖြစ်သွားပါပြီ။ဟိုဘက်မှာပြည့်တက်ကြီးပါ။ ာမှထွေထွေထူးထူးရယ်လို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့อืมဒီနေရာကြီးပါပါဆိုရင်တို့စကားပြောခန်းနေပါရိုက်တဲ့အခါမျိုးပေါ့ဒီနေရာဆိုရင်ဘာဖြစ်မလဲဒီနေရာကတော့ office ပုံစံလေးပေါ့နော်ဟုတ်မှာဘာလုပ်လဲဆိုပြီးကြည့်လိုက်တာမှာကျွန်တော်ဖြစ်နေပါလေ Okay ဟုတ်သေးပြန်ဆင်းပါမယ် ကျန်းနေတာကြုံမအောင်ကြောက်ကြရပေါ့နော်ကျန်းနေတာလှုပ်နေရောဒီဘက်မှာတရားတစ်ခုရှိတယ်ပြီးတော့ဟိုဘက်မှာလည်း American flag တွေတွေ့ရဆိုတော့အဲ့ဘက်မှာလည်းတစ်ခုရှိအောင်ပဲထင်တယ်ပြီးတော့ကျွန်တော်အခုချိန်ထိဒီနေရာမှာအရင်တော့ယထာစီးလို့ရတယ်လို့ပြောရပေါ့နော်ဒါပေမဲ့အဲ့ဒီယထာကိုရှာနေရလုံးဝမတွေ့သေးဘူး ါက restaurant မှာဘယ်လိုရမလားတစ်ချက်လောက်ကြည့်ကြည့်ပါမယ် restaurant နဲ့ဝင်လို့ရပါတယ် restaurant ကိုလုံးဝအကျယ်ကြီးပါလုံးဝတကယ်အကျယ်ကြီးဆိုမှအကျယ်ကြီးပါအကြီးသားကြီးပေါ့နော်ကျွန်တော်ရင်တော့ဒီမှာဘာတွေပါရောင်းလဲလို့နည်းနည်းရှာကြည့်လိုက်တော့ဒီမှာ hotel လို့ပေါ့နော်ဘာပြောမလဲဆိုတော့အဲ့ဒီ American တွေစားတယ်အဲ့ဒီခက်က American တွေစားတဲ့အစားအသောက်မျိုးတွေရောင်းတာပေါ့နော် စဉ်းစားကြည့်ပါအရင်တော့ဆိုဒီနေရာမှာလုံးဝလူတွေပြည့်ပြီးတော့ဒီထိုင်ခုံတွေမှာလူတွေပြည့်နေတဲ့အချိန်မျိုးပေါ့နော်။ဘယ်တော့တော့စီကားနေမလဲဆိုတာကြည့်ုံနေရင်သိရပေါ့နော်။စပွဲဆိုရင်လည်းအများကြီးပဲ။ကျွန်တော်စိတ်ထင်ဒီမှာကဘာဘီကျူးပုံစံမှာရမယ်ထင်တယ်။ဘာလို့လဲဆိုတော့ခုံနေပုံစံကစပွဲပုံစံရိုးရိုးစပွဲမဟုတ်ပဲ ਨੇ ။အဲ့ဒီအကင်တွေပါကြီးကင်တဲ့စပွဲပုံစံမျိုးတွေ့တော့ဘာဘီကျူးတွေပါကြီးလုပ်လို့ရမယ်ထင်တယ်။ကျွန်တော် အပေါ်လည်းတက်လို့ရအောင်မထင်နဲ့အပေါ်တက်လို့ရအောင်မထင်နဲ့ဆိုတော့ကျွန်တော်အပေါ်တစ်ချက်တော့တက်ကြည့်ပါမယ်အထဲကနန်းလားဆိုတော့အနန်းကဘလိုမျိုးပေါ့နော်အဲ့ဒီပိုဟောင်းနေတဲ့အနံ့မျိုးရမှုပဲနဲ့ဆက်စီလိုအနံ့မျိုးရပါပေါ့နော်ဆက်စီဥပမာဒီဇယ်လိုပါလို့လို့အနံ့မျိုးပဲရရဲဟိုလိုဖုန်နှန်းလိုပါလို့မရဘူးပေါ့နော်ကျွန်တော်ဒီပေါ်ကျွန်တော်တက်ကြည့်ပါမယ် 对，你要要跟我亏他也不能米我了。我我十几岁就玩了，他妈出中就东西了。十八了，十四干嘛，咱他妈初中就玩了，我肯定都才几鸡了。 တဖို့မိသားကြီးနေဆိုတော်တော်လှပါတယ်။ဟိုမှာမြင်နေရမိသားကြီးနေဆို။အာဒီမှာဆိုရင်လေဒီမှာရဲ့တစ်ခုလောက်ထားပါဘောနော်။အဲ့ဒီ rust mode တောင်ပုံလမ်းတစ်ခုလောက်ထားရင် ချင်းရတော့တော်တော်စီကားမဲ့နေရာတစ်ခုဖြစ်ခင်ပါပါဒါကတော့ကပ်ရှာပါဒါဆိုတော့ကျွန်တော်ပြန်ထွက်ပါတော့မယ်ကျွန်တော်ဒီ coffee shop ကိုတော်တော်သဘောကျပါရဲ့အတိုင်းဒီဇိုင်းပုံစံတွေရပါတော့တော်တော်ကိုမိုက်တယ်ကျောင်းမလို့ရပါဘောပဲတစ်ချက်တော့မကြည့်ပါဘူး ကော်ဖီဆော်လေးမှာဘယ်လိုကော်ဖီမရှိဘဲနဲ့မှလက်ချက်ကြီးလို့မရှိနေပါလေ။ဒါပေမဲ့ကျွန်တော်ဒီကန်ဒီဇိုင်းကိုတော်တော်ကြာဘူးလို့တောက်ထားတဲ့ပုံစံကြီးကအရင်ကမှပဲလေ။ Credit ဖြစ်တယ်ခံစားရတယ်။မာရှိအမေရိကန်ဘီယူအမေရိကန်ဘီယူရှိပါလေဒီမှာ။ဒီပြောအင်ဒီယန်မျိုးရဲ့ဓာတ်ပုံမျိုးပြပါမယ်။ခုံလေးဆိုဘယ်လိုတော့အကောင်းတိုင်းကိုခိုင်ခိုင်မာမာကြည့်နေတာ။ ကြိုးစားခြင်းဖြစ်မလားမသိဘူးကြိုးစားရင်ဖြစ်လို့အခုချိန်လုံးဝဒီထိုင်ကုန်းတွေကလုံးဝအကောင်းတိုင်းပေါ့နော်ဒီသပွေးတွေပါလို့တော့မနေနဲ့ဟောင်းလို့ဖြစ်နေဒီထိုင်ကုန်းတွေကလုံးဝအကောင်းတိုင်းမရှိသေးပြီးတော့ဒီနေရာဒီနေရာဘာဖြစ်မလဲဆိုတော့ကျွန်တော်စိတ်ကဒီနေရာဖြောပြင်းနေရာဖြစ်မယ်တဲ့ပုံမှာတော့အစိုးရပါတချင်းဆိုပြီးတော့ဖြောပြင်းနေရာမျိုးဖြစ်မယ်တဲ့ပုံမှာလည်းရှိသေးတယ်ဘုဘကကြတော့ဘုံရှင်မဟုတ်လို့ဘုဘကကြပါဖြစ်မယ် မဆိုသူတို့အဲ့ဒီတဲကန်တရားတွေမှာကန်တရားတွေမှာပုတ်တဲ့အပင်တွေပေါ့နော်ကန်တရားပင်တွေရှိတယ်။အာဒီမှာကဓာရီကဘီယာတွေတူလောင်နေတာဖြစ်မှထင်တယ်ဘီယာတွေအရက်တွေတူလောင်နေစီပိုင်းတွေပေါ့နော်။အဲ့တော့ကျွန်တော်လက်ထောက်ပါမယ်ဒီမှာလည်းနှောက်နေပြီးတော့ ွေးဘလော်လီကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဘလော်လီမှာပြန်တွေ့မယ်နော်။